ဇင်ပြစ်သက်ပေါ်မင်္ဂလာပါမေလ9ရက်နေ့မှမေလ17ရက်နေ့ထိခုနှစ်သောတာမျိုးအတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ရှောင်ရွက်များကိုဘားရှာကြီးဒေါက်တာမင်းသိန်ခိုင်ညစ်စနေအတိုင်းကျွန်တော်ဆရာသိန်းနိုင်ဆိုမှတဲရော့ပြင်အသေးစိတ်တွက်စစ်ပေးထားပါသည်တနင်္ဂနွေတာဝန်များဒီရက်တွေအတွင်းမှာအဆအဆအရာရာသတိကြီးစွာထားဖို့လိုပါတယ်။ရံပက်လေဝမ်းတလို့လေးဖြစ်နေတတ်ပါတယ်။ ပြဿနာကြီးတွေတစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ကိုယ်ကိစ္စမဟုတ်ရင်လေသူတစ်ပါးကိစ္စမှာကြားညက်တတ်ပါတယ်။ခီးကံလွန်ကောင်းတဲ့ချိန်တော့ဖြစ်ပါတယ်။အဝေးကလည်းအကူအညီကောင်းတွေရလာတတ်ပါတယ်။အိမ်ကိစ္စအဖို့တန်ပစ္စည်းရောင်းဝယ်ကိစ္စတွေအောင်မြင်ပါလိမ့်မယ်။အိမ်ဆောက်ပစ္စည်းအုပ်တစ်တန်တို့အသီးနှံရေထွက်ကုန်ခီးသွားလုပ်ငန်းတွေအကျိုးပေးမဲ့ချိန်ဖြစ်ပါတယ်။မြေအမွေဖုန်းပညာရေးကိစ္စများဆုံးဖြတ်ရခန့်နေပါလိမ့်မယ်။ အိမ်တော်ရှင်များအတွက်အိမ်တော်မဲရဲ့တရင်ကောင်းတွေကြားတက်ပြီးချစ်သူကြီးသားများအတွက်ကတော့ဝေးလေကောင်းလေဆိုတဲ့ကိမျိုးဖြစ်နေပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိနားနှာခေါင်းအစာအိမ်ဒုက္ခပေးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏန်းတွေကတော့တက္ကနန်း6ကဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ငှက်ဒါမှမဟုတ်ငါးတွေကိုဘေးမဲ့လွတ်ပေးလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ တနင်္လာတောင်မြင်းများတရက်တွေအတွင်းမှာအိမ်ဆိုင်ဆက်အသုံးဆောင်တစ်တွေတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။တခုရှိတာက ရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပြက်တာများနေတတ်ပါတယ်။ငွေများများကင်မထားတင်သေးပါဘူး။အဲ့ဒီငွေတွေဟာစေဘဝကဖြစ်သွားတတ်ပါတယ်။စံစီစေစာဆက်မှုစာဥစာတဲ့အင်ဆော့ပစ္စည်းစက်တူရှယ်ယာအလုပ်အစာဦးကိစ္စတွေအောင်မြင်ကြိုးပမ်းမဲ့ခြေမျိုးဖြစ်ပါတယ်။ခီးသွွာလာရေးကိစ္စတွေအလွဲလွဲချော်ချော်ဖြစ်နေတတ်ပါတယ်။နိုင်ငံခြားရဲဝင်းနဲ့ပတ်သက်လို့မထင်မှတ်ဘဲနဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်။ မိတ်ဆွေရင်ဆရာရင်တို့ကြောင့်စိတ်ရှုပ်ကောင်းစားရတတ်ပါတယ်။ဘာမဆိုမတင်မကြမရေမရဖြစ်နေတတာကိုသတိပြုဖို့လိုပါတယ်။စိတ်ရှိဖို့လည်းလိုအပ်ပါတယ်။အင်တော်ရှင်များအတွက်အထင်းကောက်တွေပြည်လဲသွားပါလိမ့်မယ်ခြေသူကြီးစားများကတော့ကန်နေနေတဲ့ကိမျိုးဖြစ်နေပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ဝမ်းပိုက်ဥကောင်းအကျော်အစ်ဂယူဆိုက်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏ္ဍတွေကတော့ တက္ကနံသုံးကနံပဲဖြစ်ပါလေညံနာရီပြပြောပြီးကောင်းနာရီပူကောင်းနာစီဖို့အတွက်ရေသရဝါတွေကိုအစာကျွေးရင်းလိုရာစုတောင်းလိုက်ပါမိဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်အင်္ဂါသားမင်းများဒီရက်တွေအတွင်းမှာအဖက်ဖက်ကခွင်လန်းကောင်းတွေပေါ်လာပါလိမ့်မယ်အလုပ်တွေချဲ့တဲ့တိုးတဲ့အချိန်မြင့်တဲ့ကာလလေးဖြစ်ပါလေကံတရားကကိုယ့်ကိုမျက်နှာတာပေးတဲ့ကိမျိုးဖြစ်ပါလေငွေရွှေမလိမ့်မယ်ရွှေကံလေးလည်းကောင်းနေပါလိမ့်မယ် အနုပညာအလုပ်အလှကုန်ကကြော့ကွန်ပျူတာကင်မရာလုပ်တွေမှာအကျိုးမြတ်တွေရရှိနိုင်ပါတယ်။စက်တူကိစ္စစာချုပ်ကိစ္စတွေတော့တတိထားဖို့လိုပါတယ်။ကိုတိုးတက်အောင်မြင်လာတဲ့အပေါ်မှာမနာလိုပြန်ဆန်တွေလည်းပေါ်လာပါလိမ့်မယ်။တမင်ရန်စနောက်ဆက်တာမျိုးတွေလည်းခံရတတ်ပါတယ်။အမှုလည်းပတ်တတ်ပါတယ်။ပြူရင်းပြပါခီးတွေမရေမရာဖြစ်နေတတ်ပါတယ်။အောက်လက်ငယ်သားတို့အကျိုးပေးမဲ့အချိန်တော့ဖြစ်ပါတယ်။အိမ်တော်ရှင်များစိတ်ဝမ်းကွဲရတတ်ပြီးချစ်သူကြီးစားများတရင်ကောင်းခီးကောင်းတွေကြုံပါလိမ့်မယ်။ ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိသွားသွေးဂယူဆိုင်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍလေးကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့မွေးနံထောင်မှာရွှေထီးနှက်လက်ကိုချက်ချစ်ခတ်ပြီးလှူဒန်းပေးလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဘုဒ္ဓဟူသားများဒီရက်တွေအတွင်းမှာမိတ်ကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်ပညာရေးကိစ္စအသင်တန်းကိစ္စစာမွေးကိစ္စတွေထူးပဲကောင်းပါတယ် ်ဆက်တူကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။စာချုပ်ချောင်းမဲ့ကိစ္စတွေလည်းအဆင်ပြေပါလိမ့်မယ်။ပြည်ရင်းပြည်ပခီးကောင်းတွေကြုံနိုင်တဲ့ချိန်လေးဖြစ်ပါလိမ့်။ငွေကန်လေးလည်းကောင်းနေပါလိမ့်မယ်။ဘာသာရေးလုပ်ငန်းတွေဖျားဖူးခီးတွေလည်းပေါ်လာပါလိမ့်မယ်။အလူတန်းမင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါလိမ့်။အောက်လက်ငယ်သားကိစ္စအထယ်အထိဖနက်လျက်စိကိစ္စအိညာကိစ္စတွေမှာတော့ဆန်တော့မစောတဲ့အသေးပါဘူး။ဆက်ပစ္စည်းစတိုင်ကန်မြေအွေဖုန်းကိစ္စများအကျိုးပေးအောင်မြင်နိုင်တဲ့ချိန်ဖြစ်ပါတယ်။ အင်တော်ရှင်များချစ်သူကြီးသားများအစမပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားနိုင်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့လေထိုးလေအောင်နှလုံးဒူးနာဂယူဆိုက်တဲ့ကာလဖြစ်ပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့၅ကနန်း၃ကနန်းပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ဖျားဖို့သွားမဲ့သူ ခီးသွားမဲ့သူတွေကိုခီးစေလှူဒန်းရင်းလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားနိုင်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် ကြာတာပတိတောင်းရင်များဒေသတွင်းမှာဖက်ဖက်ကကန်စတာပွင့်လန်းနေပါလိမ့်မယ်။လုပ်ငန်းစည်းဝါးတွေကိုအရှိန်မြင့်ပြီးတော့လုပ်တင်ပါတယ်။လုပ်ငန်းတက်နေရာတက်အစပြုခြင်းတွေလည်းကောင်းနေပါတယ်။ရက်ဝေးပြပခီးကောင်းတွေကြုံမဲ့ချိန်လည်းဖြစ်ပါတယ်။ရက်ဝေးကစားငွေအဆက်အသွယ်အကူအညီကောင်းတွေလည်းရလာတတ်ပါတယ်။မင်းရင်းဆရာရင်တို့ရဲ့အထင်မြင်လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။မြေအမွေဖုန်းကားအထည်လျှက်စစ်ကိစ္စတွေမှာအနောက်ရှေ့အထင်းကောက်တွေများနေတတ်ပါတယ်။ တစ်တန်တို့ရေထွက်ကုန်အသီးနှံခီးသွွားလုပ်ငန်းတွေမှာတော့အောင်မြင်မှုကြီးတွေရရှိတတ်ပါတယ်။သူတစ်ပါးရဲ့ပြဿနာမှာကြားညက်ဖြစ်ရှင်းရတတ်ပါတယ်။ဆက်တူကိစ္စများမတင်မကျဆုံးဖြတ်ရခက်နေပါလိမ့်မယ်။ချစ်သူကြီးသားများအိမ်တော်ရှင်များနားလည်မှုလွဲတက်တဲ့ကာလလေးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ one byte ဥကောင်အကျောအစစ် view site ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့6ကနန်း၊4ကနန်းပဲဖြစ်ပါတယ်။ ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်မုံလုံးရေပေါ်တက်စီလှူဒန်းပြီးလိုရာစု တောင်းလိုက်ပါမိษွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တောက်ကြတာမီများတရေတွေအတွင်းမှာနမေကုံင်းတက်ဆရာတွေကြုံပါလိမ့်မယ်ယာရုနီယာအခွင့်ရေးတွေလည်းကြုံရတတ်ပါတယ်နိုင်ငံခြားလူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေလည်းအကျိုးပေးပါလိမ့်မယ်ခီးကောင်းတွေလည်းတွားရတတ်ပါတယ်လူမင်္ဂလာအစီအစဉ်တွေလည်းအောင်မြင်မှုရရှိပါလိမ့်မယ် အထည်အထိဖနဲ့ကားကြော့ကွန်ပျူတာလျှက်စစ်ပစ္စည်းကင်မရာလုပ်ငန်းတွေအကျိုးပေးမဲ့ချိန်ဖြစ်ပါတယ်။အိမ်အစာအုပ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။စက်တူကိစ္စ၊ရွှေကိစ္စ၊ငွေသားကိစ္စ၊မိသားစုကိစ္စတွေအတွက်တော့စိတ်ရှုပ်ကောင်းစားရတတ်ပါတယ်။ငွေကိစ္စတွေအောင်မြင်ပါလိမ့်မယ်။လုပ်ငန်းတွေတိုးချဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ချစ်သူများများအတွက်ကြည်နူးဖွယ်ရာတွေအထူးပဲတွေ့ကြုံနိုင်ပြီးအင်တော်ရှင်များအတွက်တော့တကြက်ကြက်ဖြစ်ရတဲ့ဒီကိမျိုးဖြစ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့အာယုံကျော်ရင်ဘက်1 byte view site ဖို့လိုပါတယ်ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍ2ကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းနာစေဖို့အတွက်ဈေးရူတော်စုစုရဲ့တနင်္လာတောင်းမှာငွေဒီအကြီးတလဲငွေဒီအသေးသက်စီလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်စနေတောင်းမြင်းများတရက်တွေအတွင်းမှာဆေးလစ်ဆင်းတစ်ခွဖြစ်စရာတွေစုံမြတ်ခက်တာတွေကြုံရတတ်ပါလေ ဆက်ရှိရှိခေါင်းရီထားပြီးတန်တန်မြင်မြင်လုပ်တဲ့ကိမျိုးဖြစ်ပါတယ်။အထင်လွဲဆွဆွဲခံရတာပြဿနာချညက်တာမျိုးတွေကြုံရတတ်ပါတယ်။နေရထိုင်ခြင်းအစအုပ်ကိစ္စများမတင်မကျဖြစ်နေပါလိမ့်မယ်။ပြည်တွင်ခီးစံစီစေစာဆက်မှုလုပ်တွေမှာအလွဲချော်များနေတတ်ပါတယ်။မြေအမွေဖုံးပညာရေးအထယ်ထိပ်ပနက်တပ်ပုံလျှက်စစ်ပစ္စည်းလုပ်ငန်းတွေကတော့တိုးချဲ့ပြီးလုပ်ကန်တင်ပါတယ်။အလုပ်တွေလုပ်ရပြီးငွေမျိုးနေတတ်တဲ့ကိမျိုးလည်းဖြစ်ပါတယ်။ဝန်ထမ်း၊ရှာသူ၊နိုင်ငံခြားကိစ္စတွေမှာအထူးပဲကောင်းပါတယ်။ အင်တော်ရှင်များချစ်သူကြီးများအနေနဲ့လမ်းခွဲရမတက်ဖြစ်တာခွဲခွာနေရတာမျိုးတွေကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့အကြောအစစ်အစာမဆေးမသွားသွေးဒုက္ခပေးတတ်ပါတယ်။သူတစ်ပြင်းကတော့စိတ်ကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ငါးကဏ္ဍခုနှစ်ကဏ္ဍပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ရင်းနှီးပတ်သက်တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ရင်းလူရာစုတောင်းလိုက်ပါ မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟု ကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ခொနီအသားမြေပရိသတ်အပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဗားဆရာကြီးဒေါက်တာမင်းတိန်ခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းထိုင်ဆူမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်။